အားလုံးပဲမင်္ဂလာပါဂျပန်နိုင်ငံရောပေါ့နော်ဘာသာစကားမပြောတတ်လဲသွားလို့ရတယ်လုံးဝဒီ level test စာမူဝဲတွေပေါ့နော်ဂျပန်အရေးချင်းဆက်စာမူဝဲတွေမအောင်ထားလဲသွားလို့ရတယ် training visa နဲ့ဆိုမြန်မြန်ဆက်ဆန်တဲ့ဂျပန်နိုင်ငံကိုသွားလို့ရတယ်ဆိုရဲ video မျိုးတွေမိအခုနောက်ပိုင်းမှာတွေ့ရတယ်ပေါ့နော်ဒါမင်းကိုယ်တိုင်လည်းပြောပူးတယ်ဂျပန်နိုင်ငံကိုလွယ်လွယ်ကူကူနဲ့ visa နဲ့အမြန်ဆုံးသွားလို့ရလဲဆိုလို့ရှင် training visa နဲ့အမြန်ဆုံးသွားလို့ရတယ်လို့မေကိုယ်တိုင်လည်းအရင်ကပြောပူးတယ်ပေါ့နော် ါပေမဲ့လို့သူ့ရဲ့နောက်ဆက်တွဲမှာပေါ့နော်ဘာဆိုးကျိုးတွေရှိလဲကိုယ့်ဘက်ကဘာတွေမဖြစ်မနေလှုပ်ပေးရလဲဆိုတဲ့အရာမျိုးတွေလည်းရှိရဲပေါ့နော်အဲ့ဒီဟာတွေကိုများသောအားဖြင့်တော်တော်များများကမပြောကြဘူးပေါ့နော်ဒီသွားလို့ရတယ်ဆိုတာမျိုးတွေပဲသူတို့ဟာတွေပဲ promote လုပ်ကြတာများတယ်ပေါ့နော်ဒီနောက်ဆက်တွဲပါရောမပြောကြတဲ့လူတွေများတယ်အဲ့တော့ကျတော့ဒီနောက်ဆက်တွဲပါရောပြပြပေးမယ်ပေါ့နော်ကိုယ့်ဘက်ကနေမဖြစ်မနေလှုပ်ပေးရမယ်အရာမျိုးတွေရှိရဲပေါ့နော်နောက်ွယ်မှာတကယ်လို့ကိုက ဥပမာတချို့အလုပ်ရှင်တွေဆိုဥပမာကိုက training နဲ့ပေါ့နော်ကိုကဂျပန်နိုင်ငံရောက်သွားပြီပြထားကိုမဘာလက်မှတ်မှမပါဘူးဘာဆောင်မှမကိုမအောင်ထားဘူးဂျပန်စကားအခြေခံလောက်ပဲပြောတတ်တယ်ကိုကဂျပန်နိုင်ငံရောက်သွားပြီရောက်သွားပြီဆိုဟိုဘက်မှာတစ်နှစ်အတွင်းကိုတချို့တထေးတွေက n4 အအောင်ဖြေရမယ် n3 အအောင်ဖြေပေးရမယ်ဆိုတဲ့တထေးမျိုးတွေရှိတယ်အဲ့ဒီလိုတထေးမျိုးနဲ့တွေ့ကြတယ်ဆိုလို့ရှင် ကိုကတစ်နှစ်အတွင်းုံသူတို့ပြောတဲ့ level test ကိုမအောင်ဘူးဘာသာစကားလည်းနားမလည်ဘူးကိုကလည်းလုပ်ငန်းခွင်မှာလည်းကိုကဘလို့မှမလုပ်ပေးနိုင်ဘူးဆိုလို့ရှင်ပြန်လွတ်ခံရတဲ့လူတွေရှိရယ်ဆိုတာကိုလည်းဒါတချို့ကြားဘူးရဲ့လူလည်းရှိမယ်ကိုဒီကိစ္စတွေကိုလုံးဝမသိသေးတဲ့လူလည်းရှိမယ်ပေါ့နော်ဂျပန်နိုင်ငံကတခြားနိုင်ငံတွေနဲ့မတူဘူးသူတို့တတ်မှတ်ထားတဲ့အရေးချင်းတွေသူတို့တတ်မှတ်ထားတဲ့အရာတွေပေါ့နော်မပြည့်မီဘူးဆိုရင်ဒါအလို့ရှင်တွေဘက်ကပြန်လှုပ်ပိုင်ခွင့်ရှိရယ်ပေါ့နော် ပြန်လွတ်ခံနေရတဲ့သူတွေအများကြီးရှိပါတယ်။မိရဲ့တငယ်ချင်းတွေမှာလည်းပြန်လွတ်ခံနေရတဲ့သူတွေအများကြီးရှိပါတယ်။တချို့ကြတော့စေးကြလို့ပြန်လွတ်ခံရတာမျိုးပေါ့နော်။နောက်ထပ်လူတွေကြတော့သူတို့သတ်မှတ်ထားတဲ့ level test တွေဥမာ N3 အောင်ရမယ်လို့ဥမာ N4 အောင်ရမယ်ဆိုတာမျိုးကိုသူတို့အချိန်တစ်ခုသတ်မှတ်ပေးတယ်။အဲ့ဒီလိုအချိန်မျိုးမှာအောင်မပြေနိုင်ဘဲနဲ့ပြန်လွတ်ခံနေရတဲ့လူမျိုးတွေလည်းအများကြီးရှိပါတယ်။အဲ့ဒါကြောင့်မလို့လေကိုကဒီဘက်မှာအချိန်ရှိတုံးလေးကိုဟိုဘက်မရောက်ခင်စကြာလေးမှာကိုက အနေဆုံးအနေနဲ့ unfold level လောက်တော့အအောင်ဖြည့်သွားပါလို့မေးဗီဒီယိုတိုင်းမှာအတက်နိုင်ဆုံးမေးထက်ထက်ပြီးပြောပေးတယ်ပေါ့နော်နောက်တစ်ခုကဆေးလက်မှတ်အတုလုပ်ပြီးသွားတဲ့လူတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကဂျပန်နိုင်ငံဘက်ရောက်လို့ရှင်ဆေးပြန်စစ်ပါတာနော်ဆေးပြန်စစ်လို့ဆေးကြရဲဆိုရင်ပြန်လွတ်ခံရပါတယ်ဒါမေးတငယ်ချင်းတွေမှာပဲလက်တွေဟိုဘက်ရောက်တဲ့အခါမှာဆေးစစ်တဲ့အချိန်မှာဆေးကြပြီးတော့ပြန်လာတဲ့တငယ်ချင်းတွေရှိပါတယ်နော်အဲ့တော့ကိုးချောင်းနဲ့ပြန်လွတ်ခံရတာမျိုးကွာဥပမာသူတို့ တက်မှတ်ထားတဲ့ level test တွေမအောင်တာမျိုးလို့ software တွေမအောင်တာမျိုးလို့ကိုကဂျပန်စကားအောင်မပြောနိုင်တာမျိုးလို့အလုံးနဲ့ပတ်သက်ပြီးတော့ကိုကနားမလဲတာမျိုးလို့မလုံနိုင်တာမျိုးတို့တွေချောက်ဥမာစိတ်ကြသွားလို့တွေချောက်ကိုကပြန်လွတ်ခံရတာမျိုးဆိုလို့ရှင်ကိုကြောင့်ပေါ့နော်ကိုကြောင့်ပြန်လွတ်ခံရတာမျိုးဆိုလို့ရှင်တော့ဒါ agency တွေဘက်ကတာဝန်ယူပေးမှာမဟုတ်ပါဘူးเนาะ အဲ့ဒါလေးတော်တော်များများမသိဘူးဟာဟိုဆောင်းဝါမဖြေလဲသွားလို့ရတယ်စကားမပြောတတ်လဲသွားလို့ရတယ်ဆိုတာနဲ့အကုန်လုံးကလွယ်လွယ်လေးတွေထင်ပြီးသွားကြရပေါ့နော်ကိုရောက်လို့ရှင်အလောက်ကတဖက်နဲ့ဆောင်းမွေးဖြေရတာတဖက်နဲ့ဆိုရင်ဒါဘလို့မှမနိုင်ဘူးပေါ့နော်အဲ့လိုအချိန်မျိုးမှာကိုကမအောင်ခဲ့သေးရှိတော့မပြောနိုင်ခဲ့သေးရှိတော့မလိုက်နိုင်ခဲ့သေးရှိတော့မလုံးနိုင်ခဲ့သေးရှိတော့ပြန်လို့ခံနေရတဲ့လူတွေကတကယ်လက်တွေ့လက်ရှိကိုရှိနေပါတယ်နော်အဲ့ဒီဟာလေးကိုလည်းသိစေချင်ပါတယ်အရန်လွယ်ကူရာကြီးကိုပဲကိုကတွေးမနေနဲ့ပေါ့နော်ကိစ္စတိုင်းပဲအရာတိုင်းမှာတော့ လွယ်ကူရယ်ဆိုတာမျိုးတော့မရှိဘူးပေါ့နော်ကိုယ့်ဘက်ကနေပြီးစူးစမ်းအားထုတ်မှုရှိရတယ်ကိုယ့်ဘက်ကနေပေးဆက်မှုတွေရှိရတယ်ပေါ့နော်အဲ့တော့မှလည်းကိုနဲ့ထိုက်တဲ့ဟာမျိုးပြန်ရရတယ်ပေါ့နော်အဲ့ဒါလေးကိုတော့သိစေချင်ပါတယ်မသိတာရှိရင်အောက်ကကွန်မန့်မှာမေးတော့လို့ရပါတယ်မေးအတန်းတိုင်းဆုံးပြန်ပြီးရောဖြည့်ပေးနေပါတယ်ကျမမေးပါဂျပန်နဲ့ပတ်သက်တာရဲ့အရှိအဝါအရှိတိုင်းဝင်မျှပေးနေသူတယောက်ပါကျေးဇူးတင်ပါတယ်